ဒီပေကန်ကစားမကိုပွဲထွက်ခွင့်ပြန်ပေးဖို့ Emory ထံတောင်းဆိုနေကြတဲ့ United ကစားမများ Manchester United ကစားမတွေက Bone Square အဖွဲ့ဝင်တအုပ်ကိုပထမအသင်းလေ့ကျင့်အစီအစဉ်နဲ့ပြန်လည်ထည့်သွင်းဖို့အတွက်တိုက်တွန်းခဲ့ပြီးတဲ့နောက် Ruben Mourinho တုံ့ပြန်ပုံထွက်ပေါ်လာခဲ့ပါတယ်။ဒီဘုံအဖွဲ့ကို Marcelo Fo, Alejandro Garnacho, Jadon Sancho, Darren Malacia နဲ့ Anthony တို့၅ဦးကိုယဉ်ညွန်ပြီးတော့ညတဲ့ပရိသတ်တွေကဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။2025-26ရာသီမတိုင်ခင်မှာအရိကစားမ9ဦးကိုပထမအသင်းလူစည်းရေးနဲ့တခြားလေ့ကျင့်မှုအတင်းကျပ်ခိုင်းစီခဲ့တာဖြစ်ပြီးတော့ တို့ရဲ့အနာဂတ်ဟာကလပ်မှာမရှိတော့ကြောင်းပြောကြခဲ့ပါတယ်။နောက်ပိုင်းရသရဘတ်ဒီမှာရက်ဖိုကဘာစီလိုနာကိုတရားစီစာအငားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီးတော့ဆန်ချိုအန်တိုနီနဲ့ကာနာချိုတို့ကတော့အပြောင်းရွှေ့ဈေးကွက်နောက်ဆုံးရက်တွေနီးကပ်လာမှအက်စတန်ဗီလာ၊ရီယယ်ဘတ်တီနဲ့ချယ်ဆီတင်းတို့စီကိုအတီးတီးပြောင်းရွှေ့သွားခဲ့ကြတာဖြစ်ပါတယ်။ချိန်ထဲမှာပဲမာလာစီယာကစပိန်ကလပ်အီချီကိုအငားသွားဖို့အစီအစဉ်ပြပြသွားပြီးတဲ့နောက် ိုးထဖို့မှကြင်ရိုက်ခဲ့တဲ့တူရဲတော်ကစားမှဖြစ်ပါလိမ့်။တရားပြဒနာများတဲ့အဲဒီဘယ်နောက်ခံလူဟာတရားပြင်းထန်မှုကြောင့်တနည်းကျော်အနားယူခဲ့ရပြီးတော့မကြသေးငါမှအတင်းနဲ့ပြန်လဲပူပေါင်းလာခဲ့ပါလိမ့်။မန်နကယ်တော့သူကပြီးခဲ့တဲ့လကဘရိုက်တန်နဲ့ကစားခဲ့ရတဲ့ပရီးမီးယားလီဂ်ပွဲစဉ်အတွက်ယူနိုက်တက်အတင်းလူချင်းမှပါဝင်ခဲ့ပါလိမ့်။ဇန်နဝါရီနောက်ပိုင်းပထမဆုံးဂျိန်ပွဲစဉ်နဲ့လူချင်းမှပါဝင်ခဲ့ပြီးတော့မလာရှီးယားကိုနီးပြရူဘင်အမော်ရင်ကချီးကျူးခဲ့ပါလိမ့်။ MTV ကိုသူပြောကြားခဲ့ရမှာကျွန်တော်ကစားမအားလုံးကိုချစ်ပါတယ်ကစားမအားလုံးစီကနေတူတူပဲတောင်းဆိုတာဖြစ်ပါတယ် မာလာစီးယားကတကယ်ကိုကောင်းကောင်းလေ့ကျင့်နေပြီးတော့ကျွန်တော်တို့အသင်းနဲ့လည်းကောင်းကောင်းအသားကျနေပါတယ်ကျွန်တော်တို့ကတော့ကြိုက်ဆုံးဆိုတာမရှိပါဘူးလို့ဆိုပါတယ်ဒီချက်တွေဟာဒဏ်ရာပြဿနာနဲ့အသင်းရဲ့ပြစ်ဒဏ်ပေးမှုတွေကနေမာလာစီးယားဘလို့ယုံကံပြီးပထမအသင်းစီပြန်ရောက်လာတယ်ဆိုတာစိတ်ဝင်စားစရာပါတရားသလက်တဲ့တင်းသားရဲ့ပေါ်ပြချက်အရတော့မာလာစီးယားကိုပထမအသင်းလေ့ကျင့်ရေးအစီအစဉ်နဲ့ပြန်လည်သွင်းဖို့အတွက်ညတဲ့ကစားမတွေကထောက်ခံပြောဆိုခဲ့ကြပါတယ်လို့ထွက်ပေါ်လာခဲ့ပါတယ်ဒါပြင်နီဗျာအမ်မရင်ကအရီတုံပြန်ချက်ကိုထည့်သွင်းစဉ်းစားခဲ့လို့ဆိုထားပါတယ်